ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Clip for Freedom YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကိုရွှေတော်သားဤဟာတာဝုဒ္ဓဘုတ်ဖြစ်တဲ့ချစ်အကျိုးတော်ဆောင်ဆိုတဲ့ဟာတာဝုဒ္ဓစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေအတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ ခုတလောဒေါ်ဆွေမိတရအကြောင်းမရှိအကြောင်းရှာပြီးဒေါ်သာရှင်အိမ်တို့မကြခဏဆိုသလိုရောက်ရောက်လာသည်ဒေါ်ဆွေမိကမြိုင်းတိလာရွာဇာတိပဲဖြစ်လင်းသေးမိုးဆုံမဖြစ်ပြီးသားတော်မောင်ပူလုံးနှင့်အမေတခုသားတခုဆိုသလိုနေထိုင်သူဖြစ်မောင်ပူလုံးကိုလည်းတယောက်ဆိုတယောက်သားကောင်းတယောက်ကြောက်ကောင်းတစ်စိတ်အလားအမေမိုးဆုံမကြီးကိုလေယာလုံငန်းတွင်ဝင်ပြီးလောက်ကင်ကျွေးမွေးလာခဲ့သည်မှာအသက်အစိတ်ကျော်ခဲ့ပြီးဖြစ်၎င်းနှင့်တက်တူရွယ်တူတွေဆိုလျင် သားတွေလဲသမီးတွေလဲနဲ့ပူလုံကတော့တကိုရီမှတကိုရီပူလုံအဖို့မိခင်မုတ်ဆုံးမကြီးကိုမပူမပင်မကြောက်မကြမတောင်းတရအောင်လှုပ်ကျွေးနိုင်လျင်ဓာဝင်ကြည်ပြီဟုမှတ်ယူထားသူဖြစ်သည်တခြားဘာတကူကုံများတောင်းတောင်းအီအီမတွေးပြီဒါကိုအလိုမကျသူကမိခင်ဒေါ်ဆွဲမိပဲဖြစ်သည်သူမျက်လုံးမမိတ်ခင်သားလိမ်မာအားတင်တောင်းတင်တယ်ဖြစ်သွားစေခြင်းသည်ပြီးတော့မြေကိုလည်းခြိလိုက်ခြင်းသေးသည် ရမမင်းကြီးကသဘောကောင်းကြအုံးပြီဆိုရင်မြေတင်ကန်းစီတီကိုလည်းပီတိအဟုန်ဖြင့်ကြည်လိုက်ခြင်းပါသေးသည်ဒီအတွက်မကြကနာဆိုသလိုပင်ကလူလင်းပူလုံးဗျာအမေဘာလဲရင်ဘာပြောမလို့လဲရင်အမေလေးမျက်စိနှလုံးမမိတ်ခင်ချွေးမလေးရဲ့မျက်နှာကိုမြင်သွားခြင်းလိုက်တာကွယ်ဟာအမေကတော့လုံပြီဗျာအပူမရှိအပူရှာလောကမှာရောက်ကမနဲ့တမက် ရောက်ကမနဲ့ချွေးမဆိုတာကပ္ပရံလေဗျာ ဒီအတိုင်းနေသွားတာပဲကောင်းလိမ့်မယ်ထင်ပါတယ်အမေရဲ့အေးဒီလိုတော့လေဘယ်ဟုတ်ပါမလဲသားရဲ့လူဆိုတာမျိုးကတိတိမမင်တွေလိုပဲတိကျဉ်တန်တိရတယ်ပွင့်ဉဏ်တန်ပွင့်ရတယ်တဘာဝကိုမလွန်ဆန်ကောင်းဘူးကွယ်ဟိုကျွန်တော်ကတော့အခုလိုအမေကိုလုတ်ကန်ကျွေးမွေးနေရတာပဲသဘောကျပါတယ်ဗျာပူလုံးသဘောထားကဤတို့ဤပုံပါသည်တိမ်တောင်ရဲ့ကိစ္စသူ့ခေါင်းထဲ၌လုံလုံလားလားမရှိဘူး ကေတံတုဒီလိုချိန်၌မိခင်ကြီးသာမျက်ွယ်ပြေသွားခဲ့လျင်ရာသပံတပိတ်တလုံးနှင့်သင်္ကန်းစည်းသွားလိမ့်မည်လားမသိသူကောင်းတဲ့မာရမိခင်ကြီးမှမိခင်ကြီးပဲဖြစ်သည်အိမ်မှာမိခင်ဖြစ်သူအားမာတခုမြပင်ပင်ပန်းပန်းမလုပ်เสียရအိမ်ဟိဝေယဝိဇ္ဇမှန်သည်မြတခုမကြံတောင်းစိနေအောင်သူပဲလှုပ်သည်ချက်တာပြုတ်တာလဲသူ့အလိုရောတာဖွတ်တာလဲသူ့အလိုအိမ်ဘာရတန်ရှင်းလှုပ်တာကလဲသူ့အလို တော်ဆွေမိဖို့ချွေးမဆိုရာကြီးကိုသာမတောင်းတလျင်သူတို့သားမိဤအင်ဂေဟာလေးသည်တိရိဂေဟာမတိရိဂေဟာပါပဲကလားတော်ဆွေမိဖို့ချွေးမတယောက်ရရှိရေးကိုစဉ်းစားလိုက်တော့ကသူလိုဘပြည့်စည်ရေးအတွက်အကောင်းဆုံးအကူအညီပေးနိုင်သူမှာအောင်သွေတော်ကောင်းဖြစ်သည့်အပြိုဟန်းကြီးဒေါ်တာရှင်ကိုပြင်းမြင်လိုက်သည်ဒီအတွက်ကြောင့်လဲဘိုးခါတိုင်းတုန်းကကုလူဆက်ဆက်ချင်းမရှိကြသမျှခုကြတော့လဲဒေါ်ဆွေမိဤခြေလန်းတွေကဒေါ်တာရှင်ထံသို့ချောင်းပေါင်းမတက်ဖြစ်ချေပြီး ငါလည်းအသက်ကြီးပါပြီငါသာပူလုံးအသက်ကလည်းငယ်တော့တာမဟုတ်ဘူးအစိတ်ကျော်လို့30နာကတ်နေပြီ အသက်စိတ်မှာပကတ်မချိရင်တသက်မနှိပ်တော့ဘူးဆိုလာပဲဒီတော့လေငါမျက်စိမမိတ်ခင်ငါအတွက်ချွေးမလေးတယောက်လောက်ရအောင်စွန့်ဆောင်ပြီးစမ်းပါ၏ညီကဒီလိုကိစ္စမျိုးမှာနှစ်ယောက်မရှိအုံနောက်ပြေးပါတယ်တကြီးတူမကိစ္စကိုတောင်းညီကူညီဖြည့်ရှင်းပေးခဲ့တယ်မဟုတ်လားဒီလိုမျိုးမြောက်ထိုးပင်ကိုပြောလာတော့လဲဒေါသာရှင်ဖို့တိတိကြီးနေမင်းဘဝင်တော့အကြတာ ခက်တာကတော့တာပူလုံးကမှအင်းတော်ပြုကျင်စေရမရှိတဲ့ဟာဘယ်လောက်ပြောဆိုတိုက်တွင်းတိုက်တွင်းကျွဲပါဆောင်တီဖြစ်နေမှာပေါ့အကြီးဆွဲမိရဲ့ကူအီးတင်းငုတ်တို့ဒီတောင်မှတွင်းပါတိုက်ပါနေပါများလို့ရှိရင် ရွေလာနေလာရသေးတာပဲဟဲ့ငါတာပူလုံးကဘာသာနဲ့ထူထားလို့လဲပြောဆိုပါတိုက်တွင်းမှာများလာရင်လေအာယုံကြလာမှာပါညီတင်းတင်းတဲ့လူတွေ့ရင် စက်ကြီးစမ်းပါအီးအကူပါရဲ့ ဒီတော့လေမြိုင်းဒေလာရှိအပြိုတွေတခုလက်တွေမိုးဆုံမအရွယ်တော်တွေကိုစရင်စရာဆွဲရသည်ပြီးတော့ဘူလုံးနဲ့ချိန်ထိုးကြည့်ရပြန်သေးသည်ဘူလုံးဖို့ဒါလိမ်မာဖြစ်ဒီမှာမှန်၏ဒီအတွက်လူကြီးသူမများကချီးမွမ်းကြ၏တို့ရတွင်အရမောင်းကနိုင်မင်းနဲ့လိုက်ရောညီထွေစွာခွေးပြစ်တို့သာသာအသားရောင်ကတပိတ်ရောင်ထနေသည် မျက်လုံးကပြူပြူနာရောင်ကကောက်ကောက်ဝါချံဘုံတွေလျောင်းဆက်နေသောပါးကမို့မို့ဖောင်းဖောင်း နှုတ်ခမ်းကခက်လန်းလန်းဒီတော့လဲဘဲအပြိုတစ်ခုလက်မုတ်ဆိုးမကမှပူလုံးအပေါ်စားမလိုက်သလိုစိတ်မလာကြဒါကိုပဲဒင်းကိုဒင်းကျွန်တော်ကတော့ခုလိုပဲအမေကိုလုတ်ကင်ကျွေးမွေးနေရတာကိုပဲသဘောကျပါတယ်ဗျဟုအတန်ကောင်းဟစ်တယ်လားအိမ်တော်မြန်မြန်ပြုတယ်ဆိုတာအပြောလွယ်တယ်လို့တကယ်တကယ်ကြာလက်တွေမှာလွယ်တာမဟုတ်ဘူးအကြီးဆွဲမိရဲ့อีเอราจ่องเมญีโกอาโกรจีอกุญีต้องย่าราบ่เมตาชวนเอ နေတော့လေအောင်သွဲတော့အပြိုဟိုင်းကြီးဖို့ဘူလုံးတယောက်မိမရာရေးဒုံဟုတ်ဒေါ်ဆွဲမီတယောက်ချွေးမရရှိရေးအတွက်အိမ်တော်ကြီးကြားခွက်ကိုဆုတ်တဲ့လှုပ်ရှားကစားရပြန်ပါသည်တကယ်ဆိုတော့ဘူလုံးဆိုသေးကဘုရားယဟန္တာမမဟုတ်တာပဲသူစိတ်ထဲကကြံလိုက်သည်နှင့်ပင် လန်လန်သွားကြသည်မှုထိုင်နေရအကောင်သာဟူ၍တဘောပိုက်ထားလိုက်ခြင်းပါပြီအခုအောင်သွဲတော်ဒေါ်သာရှင်ကသူ့အတွက်လုပ်ငန်းအကောင့်ထဲပေါ်တော်မူဆိုလေသောအခါ ရင်တွေတရင်တိန်ခုံရပါချေပြီထို့ကြောင့်ပင်မိခင်ကြီးတော်ဆွဲမိအိမ်တွင်ရှိနေသည့်အခိုက်အောင်သောဒေါသရွှင်ထံလစ်ထွက်လာခဲ့သည်နီနီနီနေပါဦးကျုပ်ကျုပ်တွေဘယ်သူကများတွေ့ထားသလဲပြောစမ်းပါဦးများကျုပ်ရင်တွေခုံလွန်းလို့ပါအီးငါတွေ့ထားတာကတော့အနောက်ဖျားက မုတ်ဆိုးဘူးဥပ္ပလူရဲ့သမီးခွတ်ထော်မပဲအဲခွတ်ထော်မကတ мян နှစ်ကဒေါင်းခွေရွာကထန်းသမားလှသိမ်းနေညခဲ့တာမဟုတ်လား ဟုတ်တယ်လीမနှစ်ကညားခဲ့တာပဲဒီနှစ်ကြစေတမောသားချင်းမတိုက်ဆိုင်လို့အညာသားလာသိမ့်နဲ့ထမ်းပစ္စည်းတွေယူပြီးသူ့အညာပြန်သွားပြီဒီတော့ကွက်ထော်မမလက်စုပ်လက်ကင်ပြစရာဘယ်လင်းမှမရှိတော့ဘူးအပြက်ကိုညောင်ညိုပင်လမ်းခွဲလိုက်တာပြောမေတာပြောတာပါဟဲ့ကွက်ထော်မလေးဟာအဖေတကူသမီးတကူဆိုသလိုနင့်လိုပဲမိဘကိုသိယူသေးတယ်အင်တော်မှုလေနည်းနည်းလေးရှိတယ်ဘယ်အလုံးမှဇံမရွေးဘူးတောင်းတီမောင်းတီလုံနိုင်လို့စားနိုင်တော့နိုင်ရှိတယ် အဲ့ဒါနင်းနဲ့သာဆက်ဟတ်လိုက်လို့ကရွှေနဲ့မြနင်းနဲ့လာပဲဘူးလုံးဒေါ်တာရွှင်ဤအပြောကချောမချောဒီအပြောရဲ့၌ဘူးလုံးနင်းမျောနေမိဒီကအမှန်ကွတ်တော်မကစိတ်ကူးနဲ့ညင်အောင်ကြည့်လိုက်သွတ်သွတ်လက်လက်ဖြက်ဖြက်လက်လက်တောင်ကြကြပြကြကြလောကရန်ကိုကြမ်းကြမ်းခံမိအနေထားလင်းပြစ်သွားသည်ကိုပင်နဲနဲကလေးမှမမှုမျက်ရည်ကြဖို့ဆိုဝေးပါသည်စိတ်ဓာတ်ကိုကတမဏိစိတ်ဓာတ် ဤတော့လုံလုံကြစ်ကြစ်ကလေးဖြစ်ချင်းညှစ်ချင်းစရာ ကောင်းလှသည့်အနေအထားအဲဒါပေသည့်သူက လူပြုံမှ လူပြုံစစ်စေဘွက်တော်မှကြပြန်တော့ဗန်တော်ကြအပြိုစစ်စစ်မဟုတ်တော့သည့်တခုလက်မှာဒီအတွက်တော့ပူလုံးနည်းနည်းစိတ်ထွေရသည်ပူလုံးရဲ့အပြိုစစ်မစစ်ကအရင်မကြည့်ပါဘူးစစ်တယ်ဆိုတာလေညာပြည်တာနဲ့မစစ်တော့ဘူးနေမကြဘူးလားစဘာဆိုရင် စကုပြက်စဘာဟာအကောင်းဆုံး မရဆိုရင်တစ်ခုလည်းမရဟာအကောင်းဆုံးလေအောင်သေးရောကြီးထမသူနှလုံးသားအားရိုင်နေစေမိစကားများစီပေါ်လိဆိုရင်လည်းကြည်ပါအောင်အစ်စ်ကိုမိညိပြီးတောက်တာတဲ့သူများတောက်ပြီးသားကိုမိညိဖွာတောက်ရတာပိုကောင်းတဲ့တခုလည်းဆိုတော့ဘာဘာညာညာသင်ပြစရာတော့မလိုဘူးသူ့ဘာသာသူဥဆောင်သွားမှာဟဲ့ဒါလည်းဟုတ်သားဟုပူလုံးနားလေလိုက်ရပြန်သည်တန်ချက်တစ်ခုတောင်ရှိသည်ဗါတဲ့ ခုလက်နဲ့အပြူစင်ဘယ်တင်းသားလို့ရင်တလေလေးအပြူစင်နဲ့ပုံကြီးကွာတပြုံကြီးသားရာတခုလက်ဟေးအဲ့ဒီလူတဲ့ဒါလည်းမှန်ပေသားပဲဟုပုလုံးသဘောပေါက်ရပြန်သည်ဒီလိုနားလေရင်သဘောပေါက်ရင်မှ ကွက်တော်မှပေါ်တိတ်ညွတ်မိမှမသိတိတ်ညွတ်သွားရသည်သို့တော်တစ်ဖက်ကလည်းစဉ်းစားစရာရှိပြန်သည်တကယ်တမ်းသူကွက်တော်မှကိုသူ ယူလိုက်မိပြီဆိုပါစို့ဤ၌ပဝင်းခြင်းက ပူလုံးတယောက်တော့ကွာလူပြိုစစ်စစ်ဖြစ်ပါလျက်နဲ့အပြိုစစ်စစ်ကိုတော့ရအောင်မယူဘူးဘယ်နဲ့ပန်တော်ကြတခုလက်မှတ်ကူမှယူရတယ်လို့အံ့ရောကွာအံ့ရောအံ့ရောဟူ၍ကဲရဲကြလျင်သူ့အနေနဲ့ထိုကဲရဲမှုကိုကြံ့ကြံ့ခံနိုင်ပါမည်တဲ့လားဒီတော့အောင်သွေးတော်ကြီးဒေါသရှင်ကသူ့သားပူလုံးနဲ့ဝတ်တော်မကိုအောင်သွေးနေသည့်အကြောင်းကြားသိရလေတော့ဒေါ်ဆွဲမိစိတ်မဆိုးသည့်အပြင်သဘောတော်ကြာနေမိပါသည် တော့ကမှာပူဇာကံဆိုတာကလည်းအစမ်းသားပဲလူလင်းရဲ့လူလင်းနဲ့ကွတ်တော်မဟာပူဇာဆောင်ရအောင်လို့သူ့လင်းအညာသားပြစ်သွားတာဖြစ်ရမယ်။သာသမီမရှိတာလဲနောက်ကျောင်းဣရာပေါ့လီပြီးတော့လူလေးလိုပဲကလေးမလေးကသူ့အဖေကိုဂိယူဆိုင်တာပြီးတော့လူလေးနဲ့ကွတ်တော်မတို့ကကံတူကျိုးပေးလို့ဆိုရမယ်။နောက်ကွတ်တော်မရဲ့အဖေကိုပေါ့လူဆိုတာကလည်းသစင်းတွေမှမဟုတ်တာပါရဲ့။အမိနဲ့ဆိုရင်ငွေငွေချင်းတွေပါ။သူ့ကျောင်းကိုတီကိုကျောင်းသူတီကြတဲ့သူတွေကြီးပဲ။ ီတော့သားတို့အိမ်တော်ကြီးဆိုတာဘာမှအစင်မချောစရာမရှိပါဘူးကွယ်အမေကတော့ကွက်တော်မလေးကိုမိမချင်းကိုချင်းစားတယ်ဒီလာဆိုလျင်ဖြင့်မိခင်ဤသဘောကိုပူလုံးနားလဲသွားပါပြီသူကိုယ်တိုင်ကသဘောကျချင်းချင်းဖြစ်နေသည့်အပေါ်မအေကပါထက်စင်သဘောကျနေလေတော့ဘာပြောကောင်းပါလဲလေကိုင်းအစင်ပြေအောင်သာအောင်ွယ်ပေးပါတော့ဒေါ်သာရှင်ရေပဲမဟုတ်ပါကလား အမြတ်ကတည်တော်မူကြတဲ့အတိုင်းဒီလိုကိစ္စမျိုး၌ဒေါ်တာရှင်ဖို့ဘယ်ကလောက်မှအောင်မသွယ်လိုက်ရဘူးလုံးနဲ့ကွတ်တော်မတော့မေထုခေါ်ပြောမှသည်ယင်းဒီခင်မင်မှုတွေရှိလာသည်ကွတ်တော်မဖေဥပလူကလည်းကြည်ကြည်ဖြူဖြူတကွင်းမရှိတဲ့ဖရာ အလံမရှိတဲ့ယထာဆိုတာမတင်တယ်ဘူးဆွေတရားမောင်တို့ရှိလင်ကစားလင်မရှိတဲ့မိမဆိုတာမတင်တယ်ဘူးကွဒီတော့မေတ္တာရှင်ညီပဲကြည်ကြည်ပြီးကောင်းတော်သာစီမံပေရော့ွယ် ဥပါလူထံမှကြားလာရသောစကားနဖက်အနေထားတွေကမာမြမပြေလည်စရာအကြောင်းမရှိဒီလိုနဲ့မင်းဒေါ်ဆွေမီတို့တာမီဒီ၎င်းဥပါလူတို့တာဖာဒီ၎င်းရွာအရှိပြားနှင့်ရွာအနောက်ပြားနှစ်အိမ်တအိမ်တစ်ဖွဲဖြစ်က အဝင်းအထွက်တွေရှိလာခဲ့သည်ဒီတော့ပူလုံးနဲ့ကွက်တော်မတို့တအိမ်နဲ့တအိမ်ရင်းနှီးကျွမ်းဝင်လာစွာအဝင်းအထွက်ရှိလာခဲ့ကြတော့လေပူလုံးဤနှုတ်ပြားမှာ ခြေချောင်းခြေချောင်းလက်ထပ်ပေါင်းသင်းလိုသည့်အကြောင်းနှုတ်ဖျားမှမဖွင့်ဟဖြစ်သည်လောဘတော်ညာမြိုင်းသေးလာတရားလုံးကတော့ဖြင့်ဘူးလုံးနှင့်ွက်တော်မတို့မကြမြင့်မီမှာပင်ပစိုးတန်းနှင့်အကျဉ်လင်မယဖြစ်ကြတော်မူတရင်ကမှုလျက်နေတော့သည်လဲရဲသွားတော့လဲအတူတူလဲရဲမှပြန်တော့လဲအတူတူတခါတရံွက်တော်မတို့အိမ်တို့ဘူးလုံးတို့သားမိသွားရောက်လဲပက်၍ဇာတော်ပြိမှပြန်တတ်သလိုွက်တော်မတို့သားဖသည်လဲ ဘူလုံတို့တာမီအိမ်တို့သွားရောက်လက်ပတ်စားတော့ပြီးမှပြန်လာရကြသည်ချီခင်မင်းရင်နေမှုအတိုင်းသာဒီတို့သောအချိန်နေအထူးသဖြင့်သူအိမ်ကိုအိမ်အလဲရောက်ကြပြီးဆိုလျင်တော်ဆွဲမီနဲ့ဥပေါ်လူတို့မုဆုမနဲ့မုဆုဘုနှစ်ယောက်သားမှစကားတွေပြော၍မကုန်ကြပါရေဟောင်းနောင်ပြည့်ငယ်စဉ်ကာလအကြောင်းတွေကနှစ်ယောက်သားဖို့ရေပတ်မဝင်ဒီစကားတွေထဲ၌တာရေကိစ္စတမီရေကိစ္စတို့မှာစွန့်အပ်နေခဲ့ကြသည် ။ညင်းကမလုတ်ခုံက လုံမြည်အရေးကြောင်သားတော့မဆိုတာ။ဖရားသွားကြောင်းတရားကိုကြည်ကြအောင်မလား။ဥပလူနဲ့ဒေါ်ဆွေမီတို့မှပူလုံးနဲ့ဝတ်တော်မတို့နဲ့အပြိုင်။ဒီတော့ဂျာတဲ့ကမနေနိုင်မထိုင်နိုင်ဖြစ်ရသေးကအောင်သွဲတော်ဒေါ်သာရှင်ရဲ့ပါရီလေ။ဒီအတွက်ဝတ်တော်မတို့အိမ်ဘက်ထွက်လာခဲ့ပြီ။အိမ်ရောက်တော့ရေကပြင်ပေါ်ခြေလန်းယုံလေးရှိသေးအိမ်ထဲမှာဥပလူတယောက်သမီးဖြစ်သူကွက်တော်မအားပြောဆိုနေသော စကားတန်ကြောင့် ပါဇက်အဟောင်းသားဖြစ်ကလာရလန်းတို့ခြေဥပြန်လှဲကြရတော့ဤပြန်မလှဲလို့ကချစ်ပါမလားဂျာလိုက်ရသည့်စကားကယုံရက်เสียပင်မရှိ သမီးေအဖေလေးသမီးကိုပြောမယ်ပြောမယ်နဲ့မပြောပြခဲ့တာကြာပြီအခုတော့အောင်ဤမထားနိုင်လို့ပြောရတော့မယ်ဒီလိုသမီးရဲ့အဖေနဲ့ဘူးလုံးအမေမဆွေးမိတို့ဆိုတာကငယ်တုန်းက သမီးကြီးစားဖြစ်ခဲ့ဘူးတဲ့အချိန်တွေက သမီးကြီးစားမကလင်မယမကြတဲ့အချိန်တွေပေါ့ ဒါပေမဲ့မဆွဲမိရဲ့မိဘတွေကြောင့်အဖေနဲ့ဖူးစာမဆုံခဲ့ကြဘူးအခုတော့သမီးရဲ့အဖေလည်းအသက်ကြီးပါပြီ အဖေတည်းသမီးကစေဘေးမိယူဆိုပေမဲ့တကယ်တကယ်တမ်းဝီကြီးဝင်းငယ်ပြုစုဖို့ကြတော့ဘယ်လိုနည်းနဲ့မှသမီးမင်းကလေးနဲ့မတင်လျောမအပ်ဆက်ပေဘူးဒါကြောင့်အဖေလေးအဖေမဆွဲမိနဲ့နားလည်မှုရပြီသူနဲ့တို့တိန်ထူထောင်တော့မယ်ကွယ်အဲ့ဒါသမီးအနေနဲ့အဖေကို နားလည်ခွင့်လွှတ်စေချင်တယ်နော်နော်တဲ့ တို့ဖြင့်မြိုင်သေးလာယူအား၌အောင်ကြတော်ဒေါ်သာရှင်အဖို့မန်းကျက်နှင့်နှမ်းတွက်လွဲခဲ့လေသောပါဇက်ရာဇဝင်လေးဖြစ်ခဲ့ရပါသည်ဂျော်တင်ဆိုသည်ကဆွေမျိုးဆက်လျင်ဖြင့်ဒေါ်သာရှင်အတွက်တော်မောင်တဝမ်းခွဲတော်သည်အိမ်သို့လာခဲ့သည်လာခဲ့သောဂျော်တင်ကဇိုးကနေမိဘများကတက်နိုင်၍ပညာတတ်ကြီးဖြစ်စေရန်အတန်းကြောင်းသို့ပို့ခဲ့၏ပညာရှိကံမဆိုးစစ်တန်းကြီးများတောင်အောင်ခဲ့သည်စစ်တန်းကြီးများတောင်ဟုဆို၍ ရွာဝါလာကြီးလာဟုမထင်ပါလိမ့်နဲ့။မြိုင်းဒီလာရွာမှာကလေရန်အောင်သူပင်ခတ်ရှားရှားလေရန်လောက်ရောက်လင်းပင်ပညာဆောင်သွားပြီးသည့်အလားအတန်းကြောင်မှနှုတ်ထွက်ကမိယိုဖလာလေယာလုံငန်းတွင်တွင်သို့ဝင်သွားကြသူတွေကြီးပဲလေ။ဒီရမမကျော်တင်ကရှစ်တန်းတောင်အောင်လေသည်ဆိုတော့မြိုင်းဒီလာမှာတော့ကြွားမီဆိုကြွားလောက်ပါပြီရဲ့။တကယ်ဆိုရင်မိဘတွေလိုလားတောင်းတသောပညာရဖြစ်ဖို့ကိုကျော်တင်အာယုံစိုက်တင်ပါလျက် မြို့ကြောင်တလေတော့ကြည်ရက်လက်ရလက်ရတွေနဲ့တွဲဖက်မိက အပြော်ပါတွေများလာသည်အတော်စားတွေခုံမင်လာသည်ဒီမှာရင် ကိုရန်စာမေးဝဲကြတော့သည် တနည်းရှုံး၍နောင်တရကနောက်နှစ်အောင်ဖို့ကြိုးစားလေမလားဆိုတော့မကြိုးစားအရင်တိုင်းအချိုးကမပြောင်းဒီတော့လဲနောင်နှစ်မှလဲဒုံရင်ကဒုံရင်ရှစ်ဆက်ထားတော့ကထူလာမှာမဟုတ်သည့်အတွက်ရွာကိုပဲပြန်ခေါ်လာရသည်ရွာပြန်ရောက်တော့လဲဟိုနေရာမှလဲတော့မရဒီနေရာမှလဲအံမဝင် တကယ်ကိုဇောကန့်လံသူနဲ့အဝင်ကွင်ကြသည်ကကစောဆိုင်ပဲဖြစ်သည်အချိန်တန်ရွယ်ရောက်ပြီမို့အိမ်တော်ရသားချပိတ်ရန်လှုပ်ပြန်တော့အလုံးမရှိအကင်မရှိဒီကြတဲ့အချိန်ရှိသည်၍ကစောဆိုင်တဲ့၌ခေါင်းဆိုင်နေလေးရှိသော၎င်းအားဘယ်သမီးရှင်ကမှသဘောမကျခဲ့၎င်းသာပညာကျိုးစား၍ပညာရကြီးဖြစ်လာခဲ့လျင်တော့မြည်သည့်မိန်းကလေးကိုမစိုးခေါင်းခေါက်ယူနိုင်မိအနေထားခုတော့တကူတဲ့အထီးကျန်အမျိုးဆက်၍မောင်တော်နေပြန်တော့ သူအစားဒေါ်သာရှင်မကြည်နှက်ခြင်းဒီလိုအချိန်တွင်မြို့မှာပင် အမဝံွယ်ဖြစ်သူဒေါ်သာရှင်ထံသို့ယော်တင်တရမမျောလင်ပဲရောက်ချလာခဲ့သည်ကိုမောင်တရအမဖြစ်သူထံရောက်လာတော့လဲဝန်သာအဲလဲဖြင့်စီကြိုရသည်သာသို့သောကျော်တင်ကိုကြည့်ရသည်မှာကြောင်တောင်တောင်ငိတိတိရွှင်ရွှင်လန်းလန်းမရှိလန်းလန်းရွှင်ရွှင်မရှိ ခွေအားကြီးလဲပိန်အကျိတ်ခံရသည့်ပုံစံမျိုးဒီတော့လဲအမဖြစ်သူမှာမေးရစမ်းရသည် ဟေ့ကျော်တင်နင့်ကြီးရတာစိတ်မသက်တာလိုက်တာဘယ်လိုများဖြစ်နေတယ်လဲပြောစမ်းကျော်တင်က မတုံမလုံငေးငူငိုင်ငောင်လေးရစိတ်တည်မဲ့กินနေသည်သူ့ပုံစံကရှိရှိသမျှဝေနေရတရဝါတွေအလုံးကဝိုင်းဝန်းတနာကြရမိအသွင်မျိုးဟေ့ကျော်တင်နင်းအရနာကြနေတာလားဒါမှမဟုတ်မိမရချင်းတဏမရလို့သူ့ချောင်ချောင်ဖြစ်နေတာလားဟင်ဒီတို့ခက်ဆက်ဆက်ကလေးပြောတော့မှအတန်ညောင်းနာနာကလေးထွက်လာသည် အမပြောတာတွေတခုမှမလွဲပါဘူးဗျာဟုတ်တယ်ကျွန်တော်အခုအရက်နာလဲကြာနေတယ်မိမရချင်းတန်တာမရလို့အချစ်ကြောင့်ကြောင်းနေတာအမှန်ပဲကျွန်တော်တစ်ဖက်သက်ကြိုက်နေတယ်ခင်မမူကိုကျွန်တော်ရင်ဖွင့်ပြတော့ဘာပြောတယ်မှတ်လဲအမဟေးခင်မမူပြောတာငါမှမကြားတဲ့ဟာဘယ်လိုလုပ်ပြီးမှာတော့ကြော်တင်ရဲ့ခင်မမူဆိုဒီကရအိမ်မူဥဒုဘောဤသမီးဖြစ်သည်တုတ်တုတ်ခဲခဲနဲ့ချစ်စရာကောင်းသလိုမိန်းကလေးအိန္ဒြေနဲ့ပြည်စုံကား ပြ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 နေရသူလေးဖြစ်သည်သူကကျွန်တော်ရဲ့အတန်းပညာကိုကြည့်ပြီးဒီပညာလောက်နဲ့ဆိုစာရေးစာကြည့်လောက်ရနိုင်တယ်ဆိုတာသိထားတော့ငင်းရစရာမရှိပါဘူးတဲ့ဒါပေမဲ့သူ့ဘဝမှာဘယ်တော့မှအယက်သမားမရအဖြစ်မခံနိုင်ဘူးအယက်သမားဆိုတိတ်ကိုမုန်းတာတဲ့ခင်ဗျာသူကကျွန်တော်အယက်သမားဆိုတာကိုသိနေတယ်ဒီတစ်ချက်တည်းနဲ့တင်ကျွန်တော်မှာပန်လန်လက်ပြီးပက်လက်ကိုလမ်းပါလျောလာအမရ ဟဲ့ရှင်းနေတာပဲနင်ခင်မမူနဲ့ညာကျင်ရဲ့အရက်ကိုဖြတ်ပြစ်လိုက်ပေါ့အဲ့ဒါခက်နေတာပေါ့အမယာကျွန်တော်ခင်မမူကိုနှိမ့်နှိမ့်ကာကာချစ်တယ်လို့အရက်ကိုလည်းပြစ်ပြစ်ခါခါမလုပ်ရဘူးဗျာကျွန်တော်အရက်ကိုသိကြိုက်တယ်ဆိုတာအမရင်မဟုတ်ဘူးတရွာလုံးကလည်းသိကြတဲ့ဥစ္စာများအရက်ဆိုတာ ਨੇ ပြောရင်းဆိုရင်လေးရင်တော့တက်လာတယ်ဗျာဒီတော့ကျွန်တော်ကိုသားရွှေအိုးထမ်းလာတဲ့တင်းဆိုင်အောင်ကြံဖန်ပေးစမ်းပါအမရဲ့ အမကသူတစ်ပါးတို့ရဲ့အကျိုးကိုဆောင်ပေးခဲ့တာမနေဘူးကို့မောင်တယောက်အခုလိုမျိုးဒုက္ခဒုက္ခဖြစ်နေတာကိုညနေလဲခဲ့ပြီးမလုလိုက်ပါနဲ့နော်။ကုညီပါအမရဲ့နော်နော်လို့ကျော်တင်အသင်ကလူမမအမဲကြဖို့တောင်းခံနေသည့်အနေထားနဲ့မချာဟင်းနော်ခက်တော့တာပဲမခက်ပါဘူးအမရဲ့အမကနေရာတကာကြံတတ်ဖန်တတ်ပါတယ်အမရဲ့အကြီးချင်းကိုကျွန်တော်လွှတ်ပြီးယုံနေဗျာအမသာမကြေရင်ကျွန်တော်ဘဝတော့ ရည်စုံရောပါပြီဗျာဒီတော့လဲမွေမသေးဒုံမကျိုးဆိုသလိုရားလဲဆွဲတာရှင်လဲလျှောက်တာဆိုသလိုဒေါ်တာရှင်ဖို့ကြံရဖန်ရစဉ်းစားရတော့သည် နောက်တော့ခန်းချောင်းနေတော့အုံနောက်အိုင်တွင်သို့ကြံရည်ဖန်ရည်များကအလွလွစီးဆင်းဝင်ရောက်လာခဲ့တော့သည်ကဲငါကြံရပြီနင်ကြိုက်တဲ့အရက်လဲတောက်ရမယ်ခင်မမှုနဲ့လဲဆွင်စေရမယ်တကယ်တကယ်ပြောတာလားအမ ရကိုက်ပါရင်ဆိုမှအပေါက်ကလေးနဲ့လားလူမီးနေရသေးသလားကြော်တင့်ရဲ့ဒါပေမဲ့ခုကိစ္စမှာငါပြီးတဲ့ကြံတိုင်းတော့လိုက်နာဖို့အထုလိုအပ်လိမ့်မယ်ဟာဗျာအရင်လေတော့ရခင်မမိုးနဲ့နဲ့ဆွင့်ရမယ်ဆိုတော့အမကျက်တူသာခိုင်းဗျာကျွန်တော်လုပ်မယ်ဗျာအမရဲ့စီကံကိုကျွန်တော်လိုက်နာမယ်ကဲဘယ်လိုလုပ်ရမလဲသာပြောအေးလုပ်ရမှာကမင်းဘယ်တော့မှအရင်ဆိုင်မသွားရဘူးလူမြင်သူမြင်မခံရဘူးဟာ အရက်ဆိုင်မသွားရဘူးဆိုတော့ကျွန်တော်ဘယ်လိုလုပ်အရက်တော့ရတော့မှလဲအမရာဟေ့တယောက်ယောက်ကိုမုံဖို့ပြီးပြီးဝယ်ခိုင်းပေါ်ဟေ့လူမသိသူမသိအိမ်မှာပဲခိုးချောင်ခိုးပဲခွက်ပုံးဆွဲပေါ်နင်အရက်တော့တဲ့ကိစ္စကအရက်ပလင်းနဲ့နင်နင်နဲ့အရက်ပလင်းပဲတိပါစီလေတိပါလိစေအေးအရက်တော့ပြီးရင်လည်းဘယ်တော့မှအင်ဂျင်မထွက်နဲ့တော့ဟုတ်ပြီလားဟုတ်ပြီအမညွှန်ကြားတဲ့အတိုင်းကျွန်တော်လိုက်နာမယ်ငါအနေနဲ့နင်အရက်ဖြတ်လိုက်ပြီဆိုတဲ့အကြောင်း ခင်ဗျမကူတည်အောင်လုပ်ရမယ်။ဒါမှသူတန်တော်ဖြစ်ပြီးဒီသတင်းသေးကမသေးချာဆိုတာစုံစမ်းလာမှာ။ငါကလည်းသူနဲ့ဆုံနိုင်တဲ့သူတွေဒီသတင်းဟုတ်မှန်တဲ့အကြောင်းထောက်ခံလာအောင်လုပ်ရအောင်မယ်။ပိုင်လိုက်တာဗျာ။အမစကားကြားရတာနဲ့ပြင်ကျွန်တော်တော်တော်လေးကိုလန့်လာပြီ။နောက်ရှိသေးတယ်။ခရိုင်နေအရင်မူးနေကြအချိန်မျိုးမှာအရက်လုံးဝမတော့ဖဲနဲ့ခင်ဗျားမူနဲ့ရင်ဆိုင်တွေးပြအောင်ကြိုးစားရမယ်မတွေးပြရင်လည်းတွေးပြအောင်ငါအကွက်ဆင်ပြမယ် အဲ့ဒီခါကျရင်ခင်ဗျားမူရဲ့စိတ်ထဲအော်ကုကျော်တိဟာငါ့ကိုတော်တော်လေးချစ်လို့သူအလွန်အင်မတန်ကြိုက်တဲ့အရက်ကိုဖျက်ရှာတယ်လို့အတွေးဝင်လာလိမ့်မယ်ဟုတ်တယ်ဟုတ်တယ်ဒါသိဖြစ်နိုင်တယ်နင်မှတ်ထားရမှာကဒါရည်ရှိလို့ရမှာနော်သူနဲ့မညာမချင်းလို့ရမှာငါပြီးတဲ့ကြံတိုင်းပြီးဖို့ကတော့နင့်တာဝင်ပဲသိရလားစိတ်သာချပါအမရကျော်တင်းတို့ကမလုတ်ရင်အရှင်းလုတ်ရင်ပြီးပြီးကြီးကိုလုတ်မှာကဲသွားပြီအမရအမရရဲ့ကျေးဇူးကိုတသက်မမေ့ပါဘူး ဒီကနေ့ဘယ်နှက်ကောင်းနှက်မြက်တွေကညွန့်လိုက်တယ်မသိဘူးအမစီကိုဆိုက်ဆိုင်မြဲမြဲရောက်လာတယ်ဂျော်ဒင်လည်းဝမ်းသာအာရအမဖြစ်သူအောင်းသွေတော်ဒေါ်သာရှင်ကိုနှုတ်ဆက်လျက်ပေါ်ပါစွာထွက်ခွာသွားလေတော့ဤဂျော်ဒင်တို့များလာပြီဆိုရင်ဂရီဂရီရောက်မလာပြန်တော့လဲတကယ်ကိုတမျောတခေါဟောဘောမလာတာတလနေပါကြလေမမမျောလင်ပဲဂျော်ဒင် ပေါက်လာခဲ့ကြပြီဒီတခါတော့ဟိုလာကစားနဲ့မတူဘူး ျက်နာကကြည်လင်ပြီးမြုံရှင်နေဒီမှာမှုချင်းတွေ့လိုက်သူနဲ့မချာဒီမျက်ခွေကြီးကိုမြင်လိုက်ကလေးကကြော်တင်တယောက်အတော်ကလေးခရီးရောက်နေပြီဆိုသည့်တော့ဒီလိုခရီးရောက်အောင်လဲဒေါသရှင်နေဖြင့်မယုံလဲယုံလဲခင်မြမှုအပေါ်တွင်တော်၎င်းဆက်ဆက်ပတ်သက်သူတွေပေါ်တွင်၎င်းသူ့မောင်ကြော်တင်တယောက်အရက်ပြတ်သွားပြီဖြစ်သည့်အကြောင်းရွှင်ရွှင်ဝေဝေမြဂျင်ညာမောင်းခက်ခဲရသည်မဟုတ်ပါလောအမကြီးအမပြီးတဲ့အကြံကလှုပ်ကိုကောင်းလာကြည်လားဗျာ ဟိုးစုံစုံပိုင်းကလေးကသာအမစီကိုရောက်လာခဲ့ရင် ခုစကြော်တင့်တော့ကလေးတောင်ချီနေရပြီအလားနောက်ကြခဲ့လေချင်းဗျာမဟုတ်မှလည်းရောဒါဆိုရင်ခင်ဗျားမုံနဲ့အဆင်ပြေနေပြီပေါ့ဟုတ်စားကြော်တင့်ပြေးကြတာပေါ့အမရဲ့တလောကတွင်ပဲအမနဲ့ခင်ဗျားမုံတွေ့သည်ဆိုအေးစီသွားကြရင်တွေ့တယ်လေအဲ့ဒီမှာခင်ဗျားမုံကိုကျွန်တော်အရက်ပြတ်သွားတဲ့အကြောင်းအမပြောခဲ့သေးတယ်မဟုတ်လားအေးလေငါအစီအစဉ်တိုင်းပြောခဲ့တာပဲ ဲ့ဒီလုံရက်ကလေးဟာကျွန်တော်အတွက်အတော်ကလေးတာသွားတယ်အမရဲ့အဲ့ဒီအတွက်ကျေးဇူးအများကြီးတင်ပါတယ်အမရာအောင်မကျေးဇူးကိုပါးစပ်နဲ့တင်ရမှာလားဟွန်းနေမပြောတော်တော်ကောင်းစိတ်ချပါအမရဲ့အမကျေးဇူးကိုမမေ့ပါဘူးဗျာကျွန်တော်တို့မင်္ဂလာဆောင်ကြရင်အမဝတ်ဖို့အင်ကြီးစားရော ထမိန်ပါဝယ်ပြီးမယ်ဗျာဒီတစ်ပတ်မျိုးကပြန်လာရင်ကိမ္မုံ6ရဲ့အကြီးတောင်းလက်ဖက်ရဲ့ဝယ်လာပေးဦးမှာနင်ဂရီနဲ့နင်နော် စိတ်ချပါအမရေစိတ်ချပါဒါတဲ့ကျုံလုံးစုံကဲမိလိုက်စမ်းမရသေးဘူးနင်းနဲ့ခင်ဗျားမို့လို့အချိန်နေဘယ်လိုရှိနေပြီလဲကျွန်တော်အရက်ပြတ်ပြီဆိုတာတည်တည်ချာချာစုံစမ်းပြီးပြန်မှန်းတိကြဲကကျွန်တော်လိုချင်တဲ့အဖြေကိုပြီးတယ်အမရေခုသူ့မိကြီးမြန်မာနိုင်ငံအထက်ပိုင်းကတကူကြီးဖျားတွေကိုဖူးရအောင်ဖျားဖူးအဖွဲ့နဲ့လိုက်သွားတယ်အဲ့ဒါပြန်လာရင်အကျိုးအကြောင်းပြောပြီးလက်ထပ်မင်္ဂလာဝဲကြီးကျင်းပတော့မှာအမရေဝမ်းသာပါတယ်ဟဲ့တကယ်ပါပဲဒါထက်နင်းအရက်ကော ဘယ်ပြတ်မှမလဲအမရဲ့အမတင်ပေးတယ်လို့အိမ်သားကပီတုဆိုတဲ့ခြားတိတ်ကလေးကိုကိုသခင်ပုံပိုင်စီစာရိတ်လွှတ်ရတော့တာပေါ့မုံဘိုးပဲဘိုးလေးရတော့လေပီတုကအသွက်သာညနေပိုင်းဆိုပလင်းတလုံးစပကြီးဘေးကကြောင်တဲ့ရောက်နေတာပဲအဲ့ဒီကြမှာလူသူအတိမခံပဲခွက်ပုံးဆွဲရတာပေါ့အမရဲ့အဲ့ဒါဆွဲပြီးရင်ထမင်းစားပြီးဘယ်ကိုမှမထွက်တော့ပဲအခန်းအောင်နေတော့တာပဲအီးဒရီဝိရိယတော့ထားပေါ့ဟဲ့ခင်ဗျမုန်နေကညသေးတာမဟုတ်ဘူး ကိုကအရက်ဆိုတင်မလို့အောင်မုန်းတာအပြက်ပြက်နဲ့နှာခေါင်းသေးထွက်ကင်းဆိုင်ရင်မကောင်းဘူးစိတ်ချပါအမရာကြိုတင်းတို့ကမပန်ရင်ချင်တော်မရိုက်ပါဘူးကဲအမကြီးခင်ဗျမုန်းနဲ့လည်းတွေ့ပြီးပြီသမာရိခံခိုင်နဲ့ခြေစကားလေးတွေလည်းကျူခဲ့ပြီးပြီမကြခင် နေညူစောင်းတော်မယ်နေညူရင်လေကပြိုတယ်ခင်ဗျအေးတော့ကြနေလင်းငင်းပြေးစရာမရှိလို့အကျွေးမှတ်ပါဆိုပြီး ကိုသခင်စီစာရွက်လွှတ်လိုက်တဲ့ ခြာတိတ်ပေတူလေးရောက်လာတော့မှာဗျ။ gain သွားပြီ။ယေရှုရှင်မကြီးသွားပြီဗျို့။တို့ဖြင့်မိုးကျင်းထဲမှမိုးများစွာဆွတ်လာကြရသူဟံပန်ဖြင့်ကြော်တင်လဲရင်ကော့လျက်ထွက်သွားလေတော့ဤ။နေလုံးဝင်သွားခဲ့ပြီ။တိပင်ကြီးငယ်တို့ကခြံပပလေ၌အုံအုံဆိုင်ဆိုင်မိုင်းမိုင်းညို့ညို့ရှိလေသည်မို့နေလုံးဝင်ပြီးဆိုသည်နှင့်မောင်ကြီးတန်းလာခဲ့ပြီကော။တဝုတ်ဝုတ်နှင့်ခြံဝမလေလုံးတို့ဂုတ်ကြတို့အုပ်စုကခြံတကယ်လုံလာသည်။ လူရိတ်လူကြီးတွေ့သည်နှင့် သူနကောဘာသာပေရာဖြင့်ဒါစီဟန်ဒါစီမေခုလဲခြံဝတ်မှာလူရိတ်ရှိ၍ဖြစ်ရမည်ယိုးအမအမေခွေးကြည့်ပါဦးမြတေကြသည်ခြံဝတ်မှာလူရှိတာတေကြသည်အတန်ကိုတရုတ်ခွဲကြည့်တော့လာလာညနေမဆောင်ခင်ကမှကြွားလုံးတွေမောင်းထုတ်သွားခဲ့သည်ဂေါ်စွန်ပုဂ္ဂိုလ်ကျော်တင့်ဤအတန်ပေသည်ဟေးကျော်တင့်မဟုတ်လားလာလား ဟိဂုတ်ကြတို့လေးလုံးတို့တောင်းကြစမ်းခွေရေက၎င်းတို့သခင်ဤခွင့်ပြုချက်ကိုသဘောပေါက်နားလည်သွား၍အတန်တွေအလဟတမကုံရလေအောင်ဟန်ပန်လုပ်၍ပင်မဟောင်တော့နောသာတပလေညာဆိုသောသဘောမျိုးဖြင့်ထင်းယုံနဘေးသွားကသုံးပတ်လောက်လှက်ပတ်ပွန်ဟုအတန်မြေကခွေနေလိုက်တော့၏ကြော်တင်ကြည့်ရသည်မှာဒီချိန်ဒီခါဆိုအချိန်ကလေးတက်နေရာမန်နေကြဖြစ်၏ယခုမှဘာမျှပတ်ထားဟန်မတူမြည်သည့်အနန္တမြားလည်းမထွန်း ဤတော့မျက်နာကမကြည်သည့်အစိမ့်စားမိသူပမာရှုံ့တွား၍နေသည်ဟေးဘယ်လိုဖြစ်လို့ပြန်လာရတာလဲကျော်တင်ရောမပြောချင်တော့ပါဘူးအမရဲ့ဆင်မြောင်ကြီးအမိတစ်ပြီဗျဆင်မြောင်ကြီးအမိတစ်ပြီဗျဟေးဘယ်လိုဖြစ်ရလဲဆိုတာတီတီချာချာပြောမှာပေါ့ဟေးဒီလိုအမရေထုံးစံတိုင်းပေတုဆိုတဲ့ခြာတိလေးကိုအရက်တလုံးပေးလိုက်ဖို့ကိုသာခင့်ကိုစာရေးပြီးမှလိုက်တယ် စားထဲမှာအရင်အကျွေးတွေနဲ့ပေါင်မှတ်ဖို့ပါရေးပေးလိုက်တယ်။အဲ့ဒါကိုသားခင်ကပလင်းတလုံးတော့ပေးလိုက်ပါရဲ့။ဒါပေမဲ့ကျွန်တော်ရေးပေးတဲ့စာရဲ့နောက်ကျောမှာစာပြန်ရေးပေးလိုက်တယ်ဗျ။ဒီမှာဒီမှာဒေါ်သာရှင်လည်းကြော်တင်လှမ်းပေးသည့်စာကိုလှမ်းယူ၍စလုံးပေါင်းဖတ်လိုက်သည်။တွေ့တွေ့ချင်းစာမျက်နှာကကြော်တင်ရေးထားသည့်စာပြို့ကိုသားခင်မိတော်တလုံးကိုပေတူးနဲ့ပေးလိုက်ပါဦး။အရင်ကြွေးတဲ့ထည့်ထားပါအောင်ကြာ။လောက်ကုန်တော့ပေါင်းဆက်ပါမယ်။ ကျုပ်မင်္ဂလာဆောင်ကြရင်အများကြီးအားပေးမှာနော်ကျော်တင်ကျော်တင်ရေဒီစာဖတ်ပြီးတော့တဖက်မှကိုသားခင်ရေးထားသည့်စာကိုဖတ်လိုက်သည်ဟာကောင်ကျော်တင်ခခွက်ပုံးမင်းအကျွေးယူတာတွေများနေပြီနော်အေးလကုံရင်ဂရိအတိုင်းဆက်ချင်ဆက်ပေါ့ကွာမဆက်လို့ကတော့မင်းကောင်မလေးခင်များမှုမင်းခွက်ပုံးဆွဲပြီးသူတော်ကောင်းအောင်ဆောင်နေတဲ့အကြောင်းကိုဖောက်တဲ့ချလိုက်မှာနော်ဒါပဲตาခင် စာရီဖတ်ပြီးတော့လဲဒေါ်တာရှင်နားမရှင်ဒီစာနှစ်ခုကပေါင်းမဲ့ကြောင့်ဆင်မြောင်ကြီးအမိတရလေသည်။နိဟာငါတော့ဘာမှကိုနားမလဲတော့ဘူး။ကြော်တင်ရဲ့ဒီစာနှစ်ဆောင်ကနင့်ကိုဘာဒုက္ခပြီးမှမှတ်လို့တော့ဒုက္ခပြီးမှမဟုတ်ဘူးအမရဲ့ဒုက္ခပြီးတာဒုက္ခပြီးတာပြီးတူးကအရက်ပလင်းဆွဲပြီးကိုသားခင်ပြန်ရိပ်ပြီးတဲ့စာကိုကန်ပြီးပြန်လာလက်မှာခင်မြမှုနဲ့တူးတယ်ဗျာခင်မြမှုဆိုတာဘုန်းကြီးเจ้าမှာကလေးတွေကိုစေတနာဆရာမလုပ်နေတာဆိုတော့ ပေတူးဟာသူတပြိလေခုတပြိကအရက်ပလင်းနဲ့ဆိုတော့ခေါ်ဆိုပါလေရောအဲ့ဒီမှာပေတူးကဒီအရက်ပလင်းဟာကျွန်တော်ကဝယ်ခိုင်းတဲ့အကြောင်းနေ့စဉ်ညနေဆိုတိတ်တိတ်ကလေးဝယ်ပေးနေကြဖြစ်ကြောင်းကျွန်တော်ဟာလူထင်ကြီးအောင်အရက်ပြက်ပြီလို့စကားဟာထားပြီမဲ့ညနေမှောင်ပြီဆိုရင်ဒပလင်းပြောင်းတဲ့အထိခွက်ပုံးချတဲ့အကြောင်းမယုံရင်ကျွန်တော်ရေးပေးလိုက်တဲ့စာရဲ့အရက်ဖိုကကိုသားခင်ရဲ့စာကိုဖတ်ကြည့်နိုင်တဲ့အကြောင်းရိုက်မစရာပဲနဲ့ဖြောင်းချက်ပြီးခဲ့တယ်လေဗျာ အဲ့ဒီမှာတင် အမတိတဲ့အတိုင်းခင်မမူကကျွန်တော်ကိုအတော်ကလေးယွန်သွားပြီးနောက်ရကြရင် ရန်ကုန်မှာရှိတဲ့သူ့တော်တွေရှိရာအပြီးသွားနေမဲ့အကြောင်းပြောလိုက်တယ်ဗျာဖြေရှင်းဖို့သွားပြီမဲ့ဘယ်လို့မှအတွေ့မခံတော့ဘူးအေးဖြစ်မှာဖြစ်ရလိငါမောင်ရင်ဖြစ်မှာဖြစ်ရလိချင်းဟဲ့ဘောင်းသွဲတော်ဒေါ်သာရှင်အဖို့စင်ပြောင်ကြီးအညီကြမတစ်ဆိုသောဇကပုံကို မောင်ဝမ်းခွဲကျော်တင်းနှင့်ကြကမပြက်ပြက်ထင်းထင်းသိနားလေယုံမကသဘောအပေါက်ကြီးပေါက်သွားရပါတော့တည်းဟုတ်ကဲ့ပါခင်ဗျာဟာသာစာရေးဆရာဆရာကိုရွှေတော်သားဤချစ်အကျိုးတော်ဆောင်ဆိုတဲ့ဟာသာဝုဒ္ဓစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၅မှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုံးမြတ်တင်ပါခင်ဗျာ